ဒီပိုင်းမှာတော့ဘုံချောင်းကြားတယောက်လှပကြော်ရှင်းတဲ့အင်စရာဖြစ်တဲ့ပွဲတက်လာတာကိုဟီအောင်နဲ့ဒူဝန်တို့ကမယုံနိုင်လောက်အံ့ဩနေကြပါလေ။တရင်နောက်တွေကလည်းချောင်းကြားပဲအောင်ထားပြီးတော့ဓာတ်ပုံလေးလူရဲ့ရိုက်ကြရင်နဲ့နှစ်ပေါင်းများစွာအမှုပညာလောကတွေကနေပျောက်ကွယ်နေတဲ့ချောင်းကြားကိုသူတို့သိကျင်တဲ့မိကိုနေမိကအလူရဲ့အင်တာဗျူးနေကြပါလေ။ချောင်းကြားနဲ့မီဒီယာသမားတွေကိုတလေးစားနှုတ်ဆက်ပြီးတော့မိသမားကိုလည်းစိတ်ရှိနေပြန်ဖြေပေးနေကြတာပါ။လက်ရှိဇလန်းတွဲရိုက်ကူးပေးမဲ့ဒရိုက်တာကြီးကလည်းချောင်းကြားတယောက်25နှစ်ကြာပြီးမှအမှုပညာလုပ်တွေပြန်လုပ်တာတော့ရင်ငါထက်ပိုပြီးတော့ထူးချွန်တဲ့ တရုတ်ဆောင်ချက်တွေကိုချပြနိုင်ကြတာနဲ့ပတ်သက်ပြီးမီဒီယာတွေရှိမှချောင်းကြောက်ချီးကျူးပြောဆိုနေပါတယ်။တောင်မချင်မနှက်ဖြစ်နေသူကဘေးနားမှာထိုင်ပြီးတော့မနာလိုနေတဲ့ဟီယောင်းပါပဲ။ဟီယောင်းကချောင်းကြောက်ချီးကျူးပြောဆိုနေကြတဲ့ပတ်သက်ပြီးတော့ဘလို့မှဆက်ပြီးတော့နားမထောင်နိုင်တော့အောင်ဖြစ်လာပြီးဘူရီယာရေကိုယူတော့ရင်လည်းရေသီးသွားခဲ့ပါတယ်။ဒါပေမဲ့တခုံးနဲ့ချောင်းဆွေးနဲ့စင်မောကဆင်းသွားချိန်မှာကိုစကတ်ကိုပြန်နေမိပြီးချော်လဲသွားတာကြောင့်ခမ်းမတစ်ခုလုံးတရုတ်နေဖြစ်သွားပြီးမီဒီယာသမားတွေလည်းချော်လဲနေဟီယောင်းကိုဓာတ်ပုံတွေဝိုင်းပြီးတော့ရိုက်ကြတာပါ။အဆက်တွေကွဲသွားလို့ငိုမဲမဲဖြစ်နေတဲ့ဟီယောင်းကိုတော့ဒူဝန်ကပဲဆွဲထုတ်ပေးလိုက်ပြီး အခန်းထဲကိုပြန်ခေါ်ပြီးသွားလိုက်ရပါတယ်။ဝဲပြီးသွားတဲ့ခါမှာတော့ဟီအောင်တယောက်စင်ပေါ်မှာဖြစ်သွားတဲ့ကိစ္စကြောင့်ရှယ်ရန်ရိုင်းပြီးတော့အသေးအံပေါက်ကွဲနေတော့တာပါ။နောက်ပြီးတော့ပုံချောင်ကြဲပုံပြပန်းပြဖြစ်နေတဲ့ပုံစံကသူမကိုတောက်ပလာစီမားဆိုပြီးတော့အခုကျဘလို့ဖြစ်သွားတာလဲဒူဝုံဒေါသကြီးမေးလိုက်ပါတယ်။ဒူဝုံကလည်းချောင်ကြဲခုလိုလှပတဲ့ပုံစံနဲ့ပြောင်းလဲသွားတာကသူ့ကူညီတစ်ခုမှမပါပဲ။သူမသူမစူးစမ်းဝိတ်ချပြီးတော့အလှဆုံးဖြစ်အောင်ပြင်ဆင်လာဖြစ်နိုင်တဲ့အတွက်ချောင်းသာခုလိုပုံစံနဲ့ပွဲတက်လာမယ်ဆိုတာသူလဲကြုံသိခဲ့ကြအောင်ပြောလိုက်ပါလေအဲနောက်ဒူဝင်ကဖုန်းလုံးဝင်လာလို့အပြင်မှာထွက်ပြီးတော့ပြောနေချင်း ီအောင်တောင်ဆိုရှယ်ပေါ်မှာသူမနဲ့ချောင်းချောင်းနှိုင်းရှင်ပြီးတော့ချောင်းချောင်းကိုချီးကျူးထားတဲ့တရင်ကိုမြင်ကဒေါသတွေပို့ပြီးတော့ထွက်လာခဲ့ပါတော့တယ်။အဲဒီအချိန်ပြင်မှာဖုန်းပြောနေဒူဝန်ကအထဲကိုပြန်ဝင်လာခဲ့ပြီးတော့ပွဲနေကဟီအောင်ကိုစပွန်ဆာပေးတဲ့ဝစ်ဆောင်ဒီဇိုင်နာကဖုန်းဆက်တာပြေးချောင်းဟီအောင်ကိုပြောပြလိုက်ပါတယ်။ဟီအောင်ကသူမကြောင့်ပြက်စီးသွားတဲ့ဝစ်ဆောင်အတွက်ရော်ကြီးတောင်းတာလားလို့မေးတဲ့အခါဒူဝန်လည်းဒီဇိုင်နာဘက်ကရော်ကြီးမတောင်းတဲ့ပြင်သူတို့အတွက်စပွန်ဆာမော်ဒယ်ကိုဟီအောင်ကိုမယူတော့ပဲချောင်းချောင်းနဲ့ပြောင်းပြီးတော့အလုပ်လုပ်ချင်တာဖြစ်ကြောင်းပြောလာခဲ့တယ်ဆိုပြီးတော့ဟီအောင်ကိုအားနာနာနဲ့ပြောပြလိုက်ပါတယ်။နောက်ပြီးတော့သူအနေနဲ့ကလည်းစပွန်ဆာတို့တခြားကုမ္ပဏီလက်ထဲထည့်မယ်စား ကိုကုံမရလူပဲပြန်ပြီးတာဆိုတစ်ဖက်ကပြောတော့လက်ခံလိုက်ကြောင်းပါဒူဝင်ကထပ်ပြောလိုက်တာပါဟီအောင်လဲဒေါသငယ်လေးတက်ဆောင်ပြီးတော့မစီမဆိုင်ကုမ္ပဏီမှာရှိတဲ့ဝန်ထမ်းတချို့နဲ့စတိုင်လစ်ဆွေအောင်တို့ကထုတ်ပြီးတော့လူသစ်ပြောင်းပေးဖို့ပြောပါတော့တယ်ဒူဝင်ကတော့ဝန်ထမ်းနေဆိုတာထုတ်ချင်တိုင်းထုတ်မရပဲစာချုပ်တွေရှိနေသေးတယ်ဆိုပြီးတော့ငင်းနေပေမဲ့ဟီအောင်ကတော့ဒေါသတွေထွက်ပြီးတော့ဝန်ထမ်းပြောင်းဖို့တောင်းညံ့နေတော့တာပါအဲ့ဒါမှတော့ဆွေအောင်လဲသတင်းကြကြချင်းမှာဟီအောင်စီပြေးရောက်လာပြီးတော့သူမကကုမ္ပဏီစတိုင်လစ်ဆင်းကားတွေထုတ်ရပါမလားဆိုပြီးတော့ရန်လာရှာပါတော့တယ်ဟီအောင်လဲအစားတော့ခက်ချီချီပဲလုပ်နေမယ်ဆွေအောင်ကလွန်ခဲ့တဲ့ 25နှစ်ကဖြစ်ခဲ့တဲ့ကိစ္စတစ်ခုနဲ့ပတ်သက်လို့သူမစီမှာတက်သေးတယ်ကြံနေရဆိုပြီးတော့အကြက်ကန်လိုက်တာကြောင့်ဟီအောင်လည်းထိတ်လန့်သွားရပါလိမ့်။ဆွေအောင်နဲ့ဟီအောင်တို့ပြန်သွားတဲ့အခါမှာတော့စကားပြောနေရတွေကိုအပြင်မှာခိုးနှားထောင်နေတဲ့ထဲဆုကလည်းသူတို့မျိုးဘာကိစ္စတွေများဖြစ်ခဲ့တာလဲဆိုပြီးတော့စိတ်ဝင်စားနေခဲ့ပါလိမ့်။အဲဒီချိန်ဆိုပါမှာအေးပြောနဲ့နမ်ဂျူကထလာပြီးတော့ဟီအောင်တို့ကသူတီညာမှာရှိနေတာမသိပဲခံသားချက်တွေပေါက်ကွဲထွက်သွားကြတယ်ဆိုပြီးသူကြားလိုက်တဲ့မျိုးဇနီးပြည့်သူစီအကုန်ပြောပြလိုက်ပါတော့တယ်။အဲဒီချိန်ထဲဆုလည်းအဲ့လိုဆိုရင်လွန်ခဲ့တဲ့25နှစ်ကဆေရိုင်းမှုကမတော်ဆမှုပဲနဲ့ ြင်းမှုဖြစ်နေရယ်ဆိုတာတကယ်များဖြစ်နေနိုင်မလားဆိုတာနဲ့နမ်ကျူပြောသလိုဆိုတတ်သိရှိတယ်ဆိုရယ်ဆိုအောင်ကဒီကိစ္စမှာအဓိကဖြစ်နေနိုင်တယ်ဆိုတော့တွေးစရာတွေအများကြီးဖြစ်နေပါတော့တယ်အဲ့လိုနဲ့ရိုက်ကွေးပထမဆုံးရက်ကိုရောက်သွားတဲ့အခါမှာတော့ဟီအောင်ကဒရိုက်တာစီသွားပြီးတော့မျက်နှာရောက်အပေါ်တွေလှုပ်ပြနေပြီမဲ့ဒရိုက်တာကလည်းခြောင်ကြောက်ပဲအအောင်ရပြီးတော့ဂရူဆိုင်ဆက်ဆံနေတဲ့အတွက်ဟီအောင်လည်းဆက်ဆံခြင်းမာတွေမကြေမနက်တွေဖြစ်နေရပါတော့တယ်ရိုက်ကွေးစားပြီးပထမတစ်ဆင်းရိုက်ပြီးတဲ့အခါမှာလည်းဒရိုက်တာကခြောင်ကြားတရုပ်ဆောင်တဲ့အခန်းလေးပဲဖြတ်ကြည့်ပြီးတော့ချီးကျူးနေပြန်တာကြောင့် ီအောင်လဲစိတ်တို့သွားပြန်ပြီးတော့သူမရဲ့မန်နေဂျာပေါ်မဲကြကစူးစဲနေပါတော့တယ်ခဏကြာကကိုချောအပြေးရောက်လာပြီးတော့ရာသီလူပူနေတဲ့အတွက်ချောင်းကြဖို့အေးဝေလာကအသေးတန်ကူးဆိုင်ပြနေအောင်မြင်တဲ့အခါမှာလဲဟီအောင်ကကိုချောလောက်အလိုက်မသိတဲ့သူ့ရဲ့မန်နေဂျာကိုအွန်လိုင်းငေါက်လိုက်လုံနေပြန်တာကြောင့်မန်နေဂျာလဲကြောက်ကြောက်နဲ့လန့်လန့်နဲ့ပဲဟီအောင်လူသားတွေကိုပြာခတ်နေအောင်လှုပ်ပေးလိုက်တဲ့အခါအစီအစဉ်မကြပဲဖြိုးပြဲတွေပြစ်ကုန်တာမလို့ဟီအောင်လဲဒေါသတွေထပ်ထွက်ပြန်ရပါတော့တယ်။ရှူတင်ပြီးသွားတဲ့ခါမှာတော့ကိုချွာချောင်းချောင်းကိုကားနဲ့လာချိုးပြီးအပြန်လန်းတစ်လျှောက်မှာတော့ချောင်းချောင်းကသူမရဲ့ dialogue တွေကိုထက်ခါထက်ခါလေ့ကျင့်နေတာပါ။ ိုချွားတော့ခုမှရိုက်ကွေးလုပ်ပြီးပြန်လာတော့အားမြူသေးပဲနဲ့ဘာလို့အလောက်ထီတော်မှဂျိုးစားနေရလဲဆိုပြီးတော့စလိုက်တဲ့အခါချောင်းကြားတော့ဟီအောင်ကကဲယူရှင်စုပေးပွဲမှာစုရပြီးသွားတဲ့မေသမီးတက်လက်ဖြစ်နေပြီဆိုမဲ့သူမကတော့အနုပညာလောကတွေက25နှစ်လောက်ပျောက်သွားပြီးလက်ရှိမှာလည်းတက်သစ္စာမေသမီးလိုဖြစ်နေတာကြောင့်ခုလောက်ထီလှုပ်ထားနိုင်မှာတော်ကာကြလိမ့်မယ်ဆိုပြီးတော့ပြန်ပြောခဲ့ပါလေအချင်းကိုချောကအဲ့လိုဆိုရင်လည်းချောင်းကြားတေးဥဆောင်လေးကြံမှာအစင်ပြေဖို့အတွက်သူကူညီပေးနိုင်လားမရှိမလားဆိုပြီးတော့ပြောလိုက်တဲ့အခါချောင်းကြားလည်းမင်းသားဝမ်ပန်းအနေအမှာကိုချောကိုအစားထိုးပြီးတော့ ်တရုတ်ဆောင်လေးချင်းတို့အတွက်အကြံရသွားခဲ့ပါတယ်။ဒါမဲ့တကယ်တမ်းလေးချင်းတဲ့အခါမှာတော့အနုပညာလောကနဲ့အစိမ့်သက်သက်လူကြောက်ဖြစ်တဲ့ကိုချောရဲ့ပုံစံကကြောင်တောင်တောင်နဲ့ရည်ချင်းစာကောင်းပြီးတော့လွဲလွဲချော်ချော်တွေဖြစ်နေတာကြောင့်ကြောင်သားလေးကိုချောကိုအကူကြီးမတောင်းတော့ပဲသူမတယောက်တည်းပဲလေးချင်းကိုဆုံးဖြတ်လိုက်ပါတော့တယ်။အဲဒီတိုင်းဆိုင်မဲ့ကိုချောစီကိုဖုန်းတုံးဝင်လာပြီးတော့ရည်ချင်းကိစ္စပေါ်လာကြောင်ကြောင်သားလေးကုမ္ပဏီမှာပဲဆက်လေးချင်းဖို့တယောက်တည်းကြံနေခဲ့လိုက်ပါတယ်။ကိုချောထွက်သွားနောက်ကြောင်သားလေးလေးချင်းအောင်ခဏနားပြီးတော့တန်းစင်ကဝင်းချိန်မှာတော့အိမ်သားတွေကနေမင်းကလေးတောင်ရှာကြီးတင်နေတဲ့ငုံရဲအတန်ကိုကြားလိုက်ရပါတယ်။ အဲမိန်ကလေးကတော့ကြားသူမဟုတ်ပဲဓာီလိုနဲ့တင်တန်းတူစင်းနဲ့ရယ်လီပဲဖြစ်ပါတယ်ရယ်လီနဲ့အင်သာနဲ့ထွက်လာချင်းချောင်းကြောင်မြင်လိုက်တဲ့အခါငိုနေတာကိုရက်လိုက်ပြီးတော့အပြင်ကမဲ့အမြန်ပြေးထွက်လိုက်ပါတယ်အဲချိန်ရယ်လီကြံခဲ့တဲ့တ िश ူးထုတ်လေးကိုပဲချောင်းကြားလေးအနောက်ကနေလိုက်ပြီးတဲ့အခါငိုယိုပြီးတော့စိတ်မကောင်းဖြစ်နေရယ်လီကိုတောင်းရှိသူတယောက်ကရားတဲ့ခွင်းကိုကောင်းကောင်းအသုံးမချပဲတက်ကြွမှုမရှိရင်ဒီခွင်းကိုလိုချင်တဲ့တခြားတင်တန်းသူတွေကိုအစားထိုးပြမယ်ဆိုပြီးတော့စူနေခဲ့တာပါချောင်းကြားလေးတနေရာကနေချောင်းနားထောင်နေလိုက်ပြီးတော့တောင်းရှိသူထွက်သွားတဲ့အခါမှာတော့ ရယ်လီကြံနေခဲ့တဲ့တ िश ူးတုပ်လေးကိုပြန်သွားပေးလိုက်ပါတယ်။ရယ်လီပုံစံကထိတ်လန့်စရာတစ်ခုခုကိုဖုံးကွယ်ထားပြီးတော့တယောက်တည်းစိတ်ဆင်းရဲနေရတယ်ဆိုတော့ချောင်းသားလေးရိမ့်မိလိုက်ပါတယ်။အန်အောင်ချောင်းသားရယ်လီကိုမိတ်ဆက်လိုက်ပြီးအိုင်းကော်ဖီတူတောင်းနေတဲ့စကားပြောကြမလား။ကုမ္ပဏီလဲတူတော့ဒီမှာနေနဲ့ကြုံရတဲ့အခက်အခဲတွေကိုအချင်းချင်းရင်ဖွင့်ကြမယ်လေဆိုပြီးတော့စကားဆားလိုက်ပေးမယ်။ရယ်လီကတော့ဦးချောင်းချောင်းနဲ့ပဲချောင်းသားကိုရက်ကြည့်နေပြီးတောင်းဝင်ရှိသူလဲလာခေါ်ခဲ့တာမို့လို့ချောင်းသားစီကနေထွက်သွားလိုက်ပါတယ်။ချောင်းသားရယ်လီဖြစ်တဲ့အနေထားကိုကြည့်ပြီးတော့လွန်ခဲ့တဲ့25နှစ်ကသူမှကြုံခဲ့ရတဲ့ ကိစ္စမျိုးနယ်များရင်ဆိုင်နေရပြီလားဆိုပြီးတော့တန်တရားဝင်သွားပါတယ်။နောက်ပြီးတော့အဲ့ချိန်ကစိတ်ညစ်စရာတွေအများကြီးရှိခဲ့တဲ့သူမကိုအချိန်ပေးပြီးတော့အားပေးစကားတွေပြောပေးခဲ့တဲ့၃ညခွန်ရှင်းနေဆိုပြီးစုံတော်လေးကိုလည်းတရိယာမိသွားတာကြောင့်ဘာတွေများလုပ်နေမလဲ။သူအခုလောက်ဆိုဦးလေးရွယ်လောက်ဖြစ်နေလောက်ပြီဆိုတော့ရေရွတ်နေမိခဲ့တာပါ။တပတ်မှလည်းကိုချွာကြေးစားကောင်ဒဲကူထောင်ထဲမှာရုတ်တရက်သတိမေ့သွားတဲ့ကိစ္စနဲ့ပတ်သက်ပြီးထောင်ဆောင်ကိုလိုအပ်တာတွေစိတ်ဆေးမေးမြန်းနေပါလေ။ဒါမဲ့ထောင်ဆောင်ကဂျူဆောင်ပြည့်ရဲ့တပည့်ကွတ်ကြောင်တို့ရဲ့လက်ထိုးမှုလက်ခံထားပုံနဲ့တူပါလေ။ ကိုချောသေးချာတိကျအဖြေမပေးဘဲဝေးဝိုက်ပြီးတော့လုံနေကြောင်းကိုချောလည်းဒဲကူသတိရလာမှထိတ်တိုက်မေးတော့မယ်ဆိုပြီးတော့ထွက်လာခဲ့လိုက်ပါတော့တယ်ဂျူဆောင်းမီကလည်းတပည့်ဖြစ်သူကိုချောင်တို့ကိုဘုံချောင်ချောင်ဆွဲအာဂျီမစီမှာအသက်ပန်းနဲ့ချောင်းပါလို့ဒီချိန်ထိအပြတ်မရှင်းနိုင်ရာသီးတာလေဆိုပြီးတော့ရိုက်နှက်နေတော့တာပါနောက်ပြီးတော့တခြားသူတွေကိုခိုင်းလို့မအောင်မြင်လဲကိုယ်တိုင်ပဲလက်စားဖြောက်ပြမယ်လို့ပြောလိုက်ပြီးတောင်းညံ့နေတာကြောင့်တပည့်ဖြစ်သူဂျောင်တို့လည်းအမြန်ဆုံးဆောင်ရွက်ဖို့စီစဉ်ရပါတော့တယ်တညမှာတော့စေယုံပေါ်မှာသတိမေ့နေတဲ့ဂျေးစားကောင်ဒဲကူရဲ့အခန်းထဲကိုစေယုံယူနီဖောင်းနဲ့လူတယောက်ဝင်လာခဲ့ပြီးတော့ ဒေကူရဲ့အောက်ဆီဂျင်ပိုက်ကိုဖြုတ်လိုက်ကခန်းထဲကနေပြန်ထွက်သွားခဲ့ပါလေ။ဘဲကြားရဲ့ဖတ်ထုတ်ဆိုင်မှာတော့လွန်ခဲ့တဲ့25နှစ်ကအင်စရာပါဝင်တဲ့ဇလန်းတွဲကိုကြီးရင်နဲ့ဇာသုံးသူတွေကအခုမှပြန်ပေါ်လာတဲ့အင်စရာကိုထင်းချင်းမျိုးမျိုးပေးပြီးတိတ်ခါကြအောင်ပြောဆိုနေကြပါလေ။အဲချိန်ဘဲကြားလည်းဘာမှရေးရာမသိဘဲနဲ့အမားပြည့်သူကိုထင်းရီပြောနေကြတဲ့အတွက်သူမဆိုင်ကိုလာမစားတော့ဘူးစိတ်ဆိုးနဲ့ပြောပြီးတော့ဇာသုံးသူတွေကိုနှင်ထုတ်ပြစ်လိုက်ပါလေ။ဇာသုံးသူတွေကတော့ဘဲကြားအင်စရာညမဆိုတာမသိတာကြောင့်ဘဲကြားလိုအပ်ကိုအန်အောနေကြတာပါ။ အဲ့တော့ဘဲသားလေးသူမထထန်းចောင်းသူဘွားကအဖြစ်ပြက်တွေကိုပြန်တွေးမိသွားခဲ့ပါလေဘဲသားအိယာတွေမှလဲနေပြီးတော့ခန်းထဲကအခန်းပြင်မထွက်တော့တဲ့အမားဖြစ်သူကိုအသေးစိတ်ကစားသေးချာကူးဆိုင်ပေးပြီးထမင်းပုံမှန်စားဖို့နဲ့မိသားစုနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုစားရေးပြီးတော့ချောင်းကျရဲ့အခန်းဝမှာကပ်ပေးခဲ့မိ။အဲ့ဒီအချိန်တွေမှာတော့ချောင်းကျဘဲသားကိုလုံးဝကူးမဆိုင်သလိုဘဲသားရေးပြီးတဲ့စားတွေကိုလည်းမဖတ်ဘဲနဲ့ထားခဲ့ပါလေလက်ရှိချိန်မှာတော့ချောင်းကျသူမရဲ့ဇကာရိုက်ကွေးအတွက်ဘူဆန်အောင်သွားတော့မှာပဲဖြစ်ပါလေဘူဆန်အောင်ကိုချောင်းကလိုက်ဖို့ပြီးမှဖြစ်ပြီးတော့ချောင်းကျကတော့လွန်ခဲ့တဲ့25နှစ်က ဘူဆန်မှာစားခဲ့ရတဲ့ဝက်ဆုပ်ပြုတ်ကိုတစ်ခါတော့ထပ်စားခြင်းနဲ့ဆိုပြီးတော့ပြောလာတာကြောင့်ကိုကျော်နဲ့ချောင်းသာပြောတဲ့ဝက်ဆုပ်ပြုတ်ဆိုင်ုံသူလည်းသိတာမဟုတ်လို့ရိုက်ကွေးနားရဲရဲမှာတစ်ခါလောက်သွားစားဖို့လိုက်ပို့ပေးမယ်ဆိုပြီးတော့ပြန်ပြောခဲ့ပါလိမ့်အဲ့လိုနဲ့ဘူဆန်အောင်သွားကန်ဒီမှာပဲကိုကျော်စီကိုဖုန်းလုံးဝင်လာခဲ့တဲ့အတွက်ကိုကျော်နဲ့ချောင်းသာကိုလိုက်မပို့နိုင်ပဲဖြစ်သွားခဲ့ရပါလိမ့်နေရာဝရောက်တဲ့အခါမှာတော့ဂျေးစားကောင်ဒေကူနဲ့ပတ်သက်ပြီးတော့ယာရှိကအချက်လက်တွေကိုကိုကျော်စီကိုတင်ပြပေးနေပါလိမ့်မနေ့ညဂျေးစားကောင်ဒေကူရုတ်တရက်သတိလင့်သွားခဲ့ပြီး GDP ကိုစစ်ဆေးကြည့်တဲ့အခါမှာလည်းဒေကူရဲ့အခန်းထဲကိုစေယုံဝန်ထမ်းတွေကလွှဲရင် ဘယ်လူစိမ်းမှဝင်မလာကြောင်းဒီကိစ္စကိုကြိုးကန်နေသူတွေကတဖြည်းဖြည်းအတင်းရဲလာပြီဆိုပြီးတော့အရာရှိကကိုချောကိုပို့တရီထားဖို့ပြောလိုက်ပါတယ်ကိုချောတော့အလောင်းကိစ္စဘာညာတွေကိုသူကြည့်စီစဉ်ပေးထားမှာမလို့ဂန်ဒေကူလူတက်မှုဖြစ်ခဲ့တယ်ဆိုပြီးတော့အမှုတစ်ခုကိုလိမ့်လည်ဖန်ဒီကတတင်းလွင်ထားဖို့အတွက်လက်ထောက်ကိုတာဝန်ပေးလိုက်ပါတယ်အဲဒါမှတော့ဘူဆန်ရောက်နေဖြစ်တဲ့ချောင်းကြောင်ကိုရေးဒီကိစ္စပေါ်လာလို့သူလိုက်မဖို့နိုင်လိုက်တဲ့အတွက်တောင်းပန်စကားပြောပြီးတော့ဒီကိစ္စတွေပြီးရင်ချောင်းသားစီကိုလိုက်လာမှာဖြစ်ကြောင်းကိုချောကဖုန်းဆက်ပြီးတော့လှမ်းပြောလိုက်ပါတယ်အဲနောက်ယာစီကကိုကျော်စုံစမ်းခိုင်းထားတဲ့အမတ်မင်း ။ ఓ ဒီဝမ်သတင်းချက်လက်တွေကိုလာပေးတဲ့အမတ်မင်းမင်ကူဟီက entertainment company တခုနဲ့ပတ်သက်ဆက်နွယ်နေတယ်လို့တွေးရှိထားကြောင်းမှာပြောပြခဲ့ပါတယ်။တရားဝင်တင်ပြထားမျိုးမရှိပေမဲ့အဲဒီတုန်းကအမတ်မင်းမင်ကူဟီ contract လုပ်ခဲ့တဲ့ entertainment ကမင်းသမီး Instagram အလုပ်လုပ်တဲ့ company နဲ့တူတူပဲဆိုတော့ပါအရာရှိကထပ်ပြောခဲ့ပါတယ်။ကိုကျော်လည်းအရာရှိရဲ့စကားကိုကြားပြီးတော့လွန်ခဲ့တဲ့25နှစ်က Instagram တယောက်သူ့ရဲ့ဖုန်းကိုလက်ခံပြောရင်းနဲ့ဒီနေ့ကြက်တီမရှိတဲ့လူတယောက်နဲ့တွေ့ခဲ့ရတယ်။ကျမမှာအရန်ရိုက်ချင်တဲ့ဇလန်ရွက်တစ်ခုရှိမယ်ကျမကိုယ်တိုင်ပဲအဆုံးတက်ပြစ်လိုက်ပြီးဆိုပြီးတော့သူ့ကိုရင်ဖွင့်ခဲ့တဲ့ဇကားတွေကိုပြန်ပြီးတော့ကြားရအောင်ရင် ချောင်ကြားရဲ့ကိစ္စတကယ်အကောင်ကြီးတွေနဲ့ဆက်ဆက်နေမယ်ဆိုတာကိုယိမ့်မိလို့သွားခဲ့ပါရီတပတ်မှလည်းချောင်ကြားဘူဆန်ဟိုတယ်မှာရောက်နေဖြစ်ပြီးအနားမြူပဲ dialogue တွေကိုပဲလေ့ကျင့်နေခဲ့တာပါအဲ့ချိန်ခန်းတစ်ခေါက်လာခေါက်တာကြောင့်ချောင်ကြားလည်းကိုချောရောက်လာပြီးတင်းနဲ့တကားကိုပြေးဖွင့်လိုက်ပေမဲ့အခန်းရှိရောက်လာသူကတော့ကိုချောမဟုတ်ပဲတခြားတစ်ယောက်ဖြစ်နေခဲ့ပါရီချောင်ကြားစီကိုမင်းသားဝမ်ပန်းရောက်လာပြီးတော့ရိုက်ကူးအတွက်ကြိုတင်လေ့ကျင့်ဖို့ပြောလာကြောင်းချောင်ကြားလည်းဝမ်ပန်းတဲ့သူဟိုတယ်တနေရာမှာလေ့ကျင့်နေခဲ့ပါရီဝမ်ပန်းအရင်တုန်းကအတိုင်းပဲချောမောခံကြားနေစေဖြစ်ပြီး ။ဒေဥဆောင်ချက်တွေကလည်းအရင်ကထက်ပိုပြီးတော့ကျွတ်လာခဲ့တာကြောင့်လေးချင်းတဲ့နေရာမှာအထင်းကောမရှိပဲခြောင်ကြားအတွက်တော်လေးကိုအဆင်ပြေစေခဲ့ပါတယ်။ဒါပေမဲ့ခြောင်ကြားတော့ဝန်ပန်းပြောတဲ့ dialogue တွေကိုကြားတိုင်းတနည်းအားသူမကိုကူလေးချင်းပေးခဲ့တဲ့ကိုချောရဲ့ဦးချောင်ချောင် dialogue တွေကိုပြန်ကြားအောင်ပြီးတော့ရည်ကျင်စိတ်ကိုထိမ့်မြပဲဖြစ်နေခဲ့ရပါတယ်။ခဏကြာတဲ့အခါမှာတော့အလုံးလုံးပြပြချင်းလိုက်လာတဲ့ကိုချောလည်းချောင်သာတဲတဲ့ဟိုတယ်ကိုရောက်လာခဲ့ပါပြီ။ကိုကျော်ကရောက်ချင်းချောင်ချောင်ကိုသွားတွေ့ဖို့လုပ်ပေမဲ့အခန်းအောင်သွားတဲ့လမ်းတနင်္လာကနေဝမ်မန်းနဲ့တူလေးချင်းနဲ့ရီမောပျော်ရွှင်တဲ့ချောင်ချောင်ကိုတွေ့လိုက်တာကြောင့ ကိုကျော်လေးစိတ်ထဲဘွေမကျဖြစ်သွားပြီးတော့ချောင်းချောင်းကိုနှုတ်မဆက်ပဲအခန်းမှာသွားနာဖို့ပဲလှုပ်လိုက်ပါလေအဲ့ချိန်ဟီအောင်ရောက်လာပြီးတော့ရုတ်တရက်ကြီးသူမနဲ့တူအရက်သားဖို့ဖိတ်ခေါ်လာတာကြောင့်ကိုကျော်လေးမနှက်ဖြံရိုက်ခွေးအတွက်အစင်းသေးဖြံဆော့ဆော့နားပါလို့ပဲပြောပြီးတော့ဟီအောင်ကိုညင်းလိုက်ပါလေဒါမဲ့ဟီအောင်တော့အရက်သားပြီးမူးလာရင်ပုံမှန်အသိစိတ်နဲ့ပြောမထွက်တဲ့စကားတွေကိုပြောပြီးရင်ဖွင့်ခြင်းလို့ပါဆိုပြီးတော့အတင်းတွေတောင်းဆိုနေတာကြောင့်ကိုကျော်လေးဟီအောင်အာနာနာနဲ့လက်ခံပြီးတော့ရက်တူတောက်ဖို့ဟိုတယ်ကဘားစီကိုထွက်လာခဲ့လိုက်ကြပါလိမ့်။ဒုံနဲ့တူတူတောက်ကြတဲ့ခါမှာတော့ဟီအောင်ကကိုကျော်ကို ။ချောင်းကြားရဲ့မန်နေဂျာဟုတ်ရဲ့လား။ဘလို့ပဲကြီးကြီးမန်နေဂျာရုပ်မပေါ့ဘူးပဲ။ချောင်းကြားအတွက်ဒူးထောက်ပေးရလောက်အောင်ဒီနှစ်ယောက်သားဘလို့ဆက်ဆံရင်ရှိလို့လဲဆိုပြီးအစ်မေးနေတာကြောင့်ကိုချောလဲအဲ့လိုပြောကြည့်ဆိုရင်ဒူဝန်ဆိုသူကအရင်တုန်းကဟီအောင်ရဲ့မန်နေဂျာဖြစ်ခဲ့ဦးတယ်လို့ကြားရမလို့ဟီအောင်တို့ရဲ့ဆက်ဆံရေးကဘလို့ရှိခဲ့တာလဲဆိုပြီးတော့ပြန်မေးလိုက်ပါတယ်။အဲ့ချိန်အရက်နဲ့နဲ့တော့လဲမူးနေဖြစ်တဲ့ဟီအောင်ကတော့သူမနဲ့ဒူဝန်တို့ကခွဲကျင်တာတော့ခွဲလို့မရတဲ့မိသားစုဝင်လို့ရင်းနှီးတဲ့သူတွေဖြစ်ကြောင်းနဲ့နှစ်ယောက်တူတူအောက်ခြေထိရောက်လို့နေပါဖြစ်ခဲ့ကြပြီးတော့ဒဏ်ရာတွေလည်းတူတူရခဲ့ကြဘူးလို့ လိုအပ်ချက်တွေကိုလည်းအတူတူမြုံနှံထားခဲ့ကြသူတွေလို့ကိုကျော်ကိုပြန်ပြောခဲ့ပါတယ်။ကိုကျော်နဲ့နှစ်ယောက်အတူတူစောင့်ထိန်းထားတဲ့လိုအပ်ချက်တွေကဘာများလဲဆိုပြီးတော့ထပ်မေးတဲ့အခါမှာမူးနေမဲ့အသီးစိတ်ရှိနေတဲ့ဟီအောင်ကအယူခံနေပြီးတော့ကိုကျော်ရဲ့မိကုံးတွေကိုဖြေမြအောင်ရှောင်နေခဲ့ပါတယ်။အန်အောင်ဟီအောင်ကကိုကျော်အနေနဲ့ခြောင်ကြားစရာနဲ့အလုပ်ထွက်ပြီးသူမရဲ့မန်နေဂျာဖြစ်အလုပ်လာလုပ်ပေးမယ်ဆိုရင်ခြောင်ကြားပေးတဲ့လစာတဲ့နှစ်ဆပို့ပေးမှာဖြစ်ပြီးတော့နူပညာလောကမှာအနည်း20ကျော်လောက်အောင်မြင်နေတဲ့သူမနဲ့အလုပ်တွဲလုပ်မှသာကိုကျော်လေးတိုးတက်လာမှဖြစ်ကြောင်းနဲ့ချောင်ကြားစီမသာဆက်နေမယ်ဆိုရင်တော့ဘလို့ပဲဖြစ်ဖြစ် ရည်မှန်းချက်မရှိတဲ့ယောက်ျားဖြစ်သွားလိမ့်မယ်ဆိုပြီးတော့ပြောပါတော့တယ်။ကိုကျော်ကရည်မှန်းချက်ရှိတဲ့ယောက်ျားမလို့သာအင်စရာဆွဲမင်းသမီးနဲ့အလုပ်တွဲလုပ်နေတာဖြစ်ပြီးဒီမန်နေဂျာလုပ်ကိုလည်းအင်စရာနဲ့မှဆက်လုပ်ပြီးတော့နုပညာလောကတွေဝင်လာတာဖြစ်လို့ဟီအောင်နဲ့ဆက်နွယ်ကြဘာကိစ္စမှမရှိလို့ခက်ပြက်ပြက်ပြောလိုက်တာနေရာကနေထပြန်မှုလုပ်ပါလိမ့်။အဲ့ဒီဟီအောင်ကတောက်လဆရက်ကိုကွန်မော့တောက်လိုက်ပြီးတော့အရမူးနဲ့မိန်းကလေးတယောက်ဒီတိုင်းပဲထားခဲ့တော့မလို့လားဆိုတော့မူးမူးနဲ့ရစ်ပါတော့တယ်။အဲနောက်ကိုကျော်ကဟီအောင်ကိုခန်းနဲ့တီးပြန်ပို့ပေးဖို့တွဲခေါ်လာခဲ့ရပြီး ဟီအောင်ကတော့အသီးစိတ်ပြောင်းမူးနေဖြစ်လို့ဘလုံးမထွေးနဲ့ပြောချင်ရတယ်ပြောနေခဲ့တာပါအဲ့ချိန်ဓာတ်လီကားထဲမှာဖြိုးပြဲပြင်းတဲ့ကိုချောနဲ့ဟီအောင်ကိုအခန်းစီပြန်မှုရောက်လာတဲ့ချောင်းကြားလေးတွေးလိုက်ပြီးတော့အံ့ဩသွားပါတော့တယ်ကိုချောတော့အဖြစ်ပြက်ကိုရှင်းပြဖို့လုပ်ပေမဲ့ချောင်းကြားတော့အခုချိန်ထိသူမစီဘာလို့ရောက်မလာသေးတာလဲဆိုပြီးတော့စိတ်ပူနေခဲ့တာကိုလက်ရှိပုံစံနဲ့တွေးလိုက်တာကြောင့်ကိုချောအထင်လွဲပြီးတော့စိတ်ဆိုးပါတော့တယ်ကိုချောလည်းခန်းပြောင်းတဲ့အခါမှာတော့ချောင်းကြားတယောက်သူ့ကိုစိတ်ပူပြီးစာရီပြားကြီးပို့ထားခဲ့တာကိုတွေးလိုက်ရပါတော့တယ်ကိုချောအဲ့တော့မှချောင်းကြားကိုအားနာပြီးတော့အဖြစ်မှန်ကိုရှင်းပြဖို့လုပ်ပေမဲ့ သူဟိုတယ်ရောက်ချိန်မှာချောင်းကြားဝမ်ပန်းနဲ့ပျော်မှုနေရပြန်သတိရသွားပြီးတော့တယောက်တည်းစိတ်တွေကောက်သွားကချောင်းကြားကိုမမရှင်းပြအောင်မကြိုးစားတော့ပဲဒီတိုင်းပဲအဲ့ရဝင်လိုက်ပါတော့တယ်ဒီနေ့နောက်နေ့မနက်ရောက်တဲ့ခါမှာတော့ကိုချွာရိုက်ကူးရေးပြီးရင်ချောင်းကြားစားဖို့အတွက်ထမင်းမှုပေးဖို့စောင့်နေမဲ့ဝမ်ပန်းချောင်းကြားအတွက်စားစရာတွေအစင်သင့်ထုတ်ပေးလိုက်တာကိုမြင်ပြီးတော့ကိုချောလည်းစိတ်မကောင်းဖြစ်သွားခဲ့ရပြန်ပါတယ်အဲ့ချိန်နမ်ဂျူကနောက်မှထိုင်နေတဲ့ကိုချောကိုဓာတ်ပုံတွေရိုက်နေတာကိုကိုချောလည်းသိလိုက်တာကြောင့်နမ်ဂျူရဲ့ဖုန်းကိုအတင်းတောင်းပြီးတော့ယူဆကြည့်လိုက်ပါတယ်နမ်ဂျူကကိုချောရဲ့ပုံကိုဇနီးဖြစ်သူစီကိုပို့ကာ ဝမ်မန်နဲ့ချောင်သာတို့ပြောရွှေနေအောင်ကြည့်နေအထီးကျန်တဲ့ကိုချောကတနာဆရာကောင်းလိုက်တာဆိုပြီးအတင်းတုတ်ထားတာကိုတွေးလိုက်တာကြောင့်ကိုချောလည်းရှက်ကိုရှက်ကန်ဖြစ်သွားပါလိမ့်အဲနောက်အရင်ကဝမ်မန်နဲ့အင်စရာတို့တွဲနေပါလေဆိုပြီးတော့တင်းထွက်ခဲ့ဘူးကြောင်းနန်ကျူကပြောလာတာကြောင့်ကိုချောလည်းအဲ့ဒါတွေကကောလာလာတတ်တတ်တာဖြစ်နိုင်ကြောင်းပြောပြီးတော့နန်ကျူကိုပြန်ခြေပလိုက်ပါလိမ့်ဒါမဲ့နန်ကျူကတော့လက်မလျှော့သေးပဲဝမ်မန်လက်ရှိဇလန်းတွဲကိုရိုက်ကူးဖို့လက်ခံလိုက်တာကအင်စရာဒီဇလန်းမှာပါမယ်ဆိုလို့သာဖြစ်ကြောင်းနဲ့အခြေဦးစရာကဝိုင်းလိုပဲနှစ်တွေကြားလေးပိုလေးနဲ့ပြီးတော့တန်ဖိုးရှိလေဆိုသလို ဝမ်ဘန်းကလည်းသူ့ရဲ့အခြေအူအင်စရာကိုဒီနေ့ထိရင်ပတ်ထဲမှာနေရာပေးထားနေတော့ပဲနေမှာဆိုပြီးတော့အာချောင်လိုက်ပြန်တာကြောင့်ကိုကျော်လည်းဘာပြန်ပြောတော့ပဲစိတ်ထဲခိုးလို့ခုလူတွေပြက်ပြီးနေရာကနေထွက်လာခဲ့လိုက်ပါတယ်အဲ့လိုနဲ့ခဏကြာမှတော့ကိုကျော်ကချောင်းသားနဲ့အတူတွင်စားဖို့ထွက်လာပြီးတော့ကားပေါ်မှာတော့ချောင်းသားလည်းမနေညာဟီအောင်နဲ့အတူရှိနေကိုကျော်ကိုတဝင်းတူပြီးတော့ရန်လှုပ်နေလို့ကိုကျော်ကလည်းမင်းသားဝမ်ဘန်းနဲ့ကြည်လူနေပါတယ်ဆိုပြီးတော့ချောင်းသားကိုပြဿနာရှာကနှစ်ယောက်သားကိုစီတဝင်းတူတာတွေကိုဖုံးဖိပြီးတော့ဇကနိုင်တွေလူနေခဲ့ပါတယ်အဲ့လိုနဲ့ကိုကျော်ကဘူဆန်မာနာမည်ကြီးတဲ့ ဝက်စုပြုတ်ဆိုင်ကိုခေါ်လာခဲ့တာကြောင့်ချောင်သာလေးလုံခဲ့တဲ့25နှစ်ကအတိုင်းပြောင်းလဲမသွားခဲ့တဲ့စုပြုတ်ဆိုင်ကိုကြည့်ပြီးတော့သဘောတူကြရနေပါလေဒီလိုနဲ့ဆိုင်ထဲမှာတမင်းစားကြဂျိန်မာတို့ဝက်စုပြုတ်တဲ့အချင်းထဲစားရမယ့်ချောင်ကြကိုထုံးစံတိုင်းကိုချောကတားလိုက်ပြီးတော့ပစွန်စားစိန်ထဲစားဖို့ပြောလိုက်ပါလေချောင်သာလေးကိုချောရဲ့လော့ကြောင့်လုံခဲ့တဲ့25နှစ်ကတုံညာခွန်ရှင်းနေဆိုတဲ့ဘူဆန်သားဆုံတော်လေးကိုတရိယာသွားပြန်ပါလေအဲ့လိုနဲ့နှစ်ယောက်သားတမင်းစားနဲ့စကားကောင်းပြောနေရကနေမင်းညာကိစ္စတွေပြန်ရောက်သွားကြတာတယောက်ကိုတယောက်တဝင်းတိုးပြီးတော့စကားတွေထားအများကြပြန်ပါလေ အနောက်ချောင်းကြားကိုချောရွေ့ကျင်တာကြောင့်ဆိုဂျူဒပလင်းမှာပြီးတော့မပြောမစုံနဲ့တောက်ချပြစ်လိုက်ပါတယ်။ကိုချောလည်းမနှက်ပြန်ရိုက်ကွေးရှိတာကြောင့်အရင်မတောက်ဖို့အတွက်အမိရတားပေမဲ့မမိလိုက်တဲ့အတွက်သူကပါချောင်းကြားကိုပြန်ရွေ့ပြီးတော့ဆိုဂျူပလင်းလိုက်မောတောက်ချလိုက်ပါတော့တယ်။ဟိုတယ်ကိုပြောင်းတဲ့အခါမှလည်းချောင်းကြားမပြီးနိုင်မစီးနိုင်ဟီအောင်နဲ့ရတ်ထူတောက်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ကိုချောကိုမကြေမနက်ဖြစ်နေသေးတာကြောင့်ကိုချောလည်းချောင်းကြားရဲ့လက်ကိုတင်းကျပ်နေအောင်ကင်ထားလိုက်ပြီးဟီအောင်နဲ့ရတ်ထူတောက်ပြီးတော့တောင်းမှန်ချောင်းကိုပြောလိုက်ပါတယ်။အဲနောက်ကိုချောကအန်ရဲပေးမဲ့သူကအချိန်မျိုးရောက်လာနိုင်ပြီးတော့ ချောင်းကြားအတွက်မလုံးကြုံပါဆိုးတာကြောင့်အခန်းလဲပြီးတော့နေမယ်လို့ပြောလိုက်ကသူကချောင်းကြားအခန်းမှာအိပ်ပြီးတော့ချောင်းကြားတော့သူ့ရဲ့အခန်းမှာရွှေ့နေခိုင်းလိုက်ပါလေချောင်းကြားအခန်းကိုရောက်တဲ့အခါမှာတော့ဂိုချောကစစ်စည်းစမ်းတဲ့အခန်းထဲမှာမီနီကင်မရာတွေပါရှိနေမလားဆိုပြီးတော့ live ရှာခဲ့မိမသိငါစရာမတွေ့ရတော့မလို့စိတ်အေးလေးပဲအားယူလိုက်ပါလေဒါပေမဲ့ညမရောက်တဲ့အခါမှာတော့ခန်းထဲကလူတယောက်ဝင်လာပြီးအိပ်ရမမအိပ်နေဂိုချောကိုအန်နေပြုဖို့လှုပ်ပါတော့တယ်ဒါပေမဲ့ညံကောင်းတဲ့ဂိုချောကကိုကိုကာကွယ်ဖို့အတွက်ဂရေမမခေါင်းတွေနဲ့လူရှိသလိုလှုပ်ထားပြီးတော့တနည်းမှာသွားအိပ်နေလိုက်တာကြောင့်တပ်ဘေးကနေလွတ်သွားခဲ့ရပါလေ ခန်းထဲဝင်လာပြီးတော့တိတ်ဆိတ်လှုပ်ကြံတဲ့သူကဂျူဆောင်းပြတဲ့ဘက်ကိုကြောင်တို့ပဲဖြစ်နေပြီးတော့ကိုချောလေးပုံးနေရရင်ထွက်လာပြီးတော့ဂျောင်တို့ကိုတိုက်ခိုက်ပါတော့တယ်ကိုချောကဂျောင်တို့အမောက်သိပ်ပြီးတော့ဖမ်းမှုလုပ်ပေးမယ်ဂျောင်တို့ကကိုချောကိုပြန်ခုခံပြီးအလစ်မှာထွက်ပြေးသွားပါလိမ့်ကိုချောကတော့ဂျောင်တို့စီးလာတဲ့ကားနံပါတ်ကိုမြင်လိုက်တာမလို့ရင်းနေဌာနအလို့ဖို့ကင်ပတ်စီဖုန်းပြန်ဆက်ပြီးတော့ကားပိုင်ရှင်ကိုစုံစမ်းပေးဖို့ချက်ချင်းလှမ်းပြောလိုက်ပါတယ်ခဏကြာတဲ့ခါမှာတော့လို့ဖို့ကင်ပတ်ကကိုချောစီဖုန်းဆက်လာပြီးကားနံပါတ်ကတရားမဝင်နံပါတ်ဖြစ်ကြောင်းနဲ့ဒေတာစုံစမ်းပြီးတော့အချက်အလက်တိကျသိရတာနဲ့သတင်းပို့ပေးမှဖြစ်ကြောင်းကိုပြန်ချောင်းကြားလိုက်ပါတယ် ကိုကျော်ရရှုပ်ထွေးလာတဲ့ခြေနေတမှာတဖြည်းဖြည်းအတင်းရဲလာတဲ့ကြိုးကင်သူတွေကဘာလို့များချောင်ချာနဲ့ပတ်သက်သမျှကိုအညိုတကြီးနဲ့အပြတ်ရှင်းညင်နေရတာလဲဆိုတော့ကိုတွေးနေစိတ်ရှုပ်နေကြရပါတော့တယ်။အဲ့လိုနဲ့မနေ့ရောက်တဲ့အခါမှာတော့ချောင်ချာလဲစိုးဖို့ပြန်မှုပြင်ဆင်နေတော့မှမင်းညာဟိုတယ်မှာသခိုးလိုလိုဓမြလိုလူတယောက်ကဖောက်ထွင်းဝင်ရောက်လာပြီးတိုက်ခိုက်မှုအနေငယ်ဖြစ်ခဲ့ကြအကြောင်းတွေကိုဘေးလူတွေကပြောနေကြတာကြောင့်ချောင်ချာလဲကိုချောအမြန်အန်နီလာပြီးကြသလားဆိုပြီးတော့စိတ်ပူသွားခဲ့ပါလိမ့်။အဲ့ချိန်ကိုချောလဲရောက်လာခဲ့တာကြောင့်ချောင်ချာစိတ်ပူတကြီးနဲ့ နေ့ညဘလို့ဖြစ်ခဲ့တာလဲဆိုပြီးတော့မေးလိုက်တဲ့အခါဘီနာမှာတခြားလူတွေလည်းရှိနေတဲ့အတွက်ကိုချွာကားပေါ်ကြမှာပဲပြောပြမယ်ဆိုပြီးတော့ပြန်ပြောလိုက်ပါတယ်။ချောင်းချောင်းပြန်ကန်ဒီမှာနမ်ဂျူကကားပေါ်ဝင်ထိုင်ကလမ်းကြုံလိုက်ချင်တယ်ဆိုပြီးတော့ဝင်ရှုပ်ပြန်လာကြောင်းကိုချောတို့လည်းချီးလို့ကြီးကိုပါတင်ခေါ်လာခဲ့လိုက်ရပါတယ်။ကားပေါ်ရောက်တဲ့အခါကိုချောတောင်မနေ့ညတိုက်ခိုက်ထားတဲ့ဒဏ်ကြောင်ကားမောင်းင်းနဲ့နေလို့မကောင်းဖြစ်နေရပါတယ်။ချောင်းသားနဲ့ကိုချောကိုကြည့်နေအစဉ်ပြေလားလို့မေးလိုက်ပြီးတော့မနေ့ညကိစ္စနဲ့ပတ်သက်ပြီးစကားပြောချင်ပေမဲ့နမ်ဂျူလည်းပါလာကြောင်းအထွေထူးတော့ဘာမှမပြောပြခဲ့ပါဘူး။ ဓမ္မမာတို့ဂျူဆောင်းမီကအမတ်လောင်းမင်ကူဟီရွေးကောက်ပွဲမှာနိုင်ရကြီးအများရှိရဆိုတော့ဒီမှာတင်ဆက်တဲ့သတင်းကိုကြည်ရင်ကျေနပ်နေပါတယ်မင်ကူကတစ်ချိန်ကလွတ်တော်အမတ်ဖြစ်ခဲ့တဲ့ဒိုအီဝမ်ရဲ့နေမီတွေကိုလွှဲပြောင်းယူခဲ့ပြီးတော့အမတ်လောင်းဖြစ်တဲ့ဝင်းအောင်ရွေးချယ်ခံခဲ့တာပဲဖြစ်ပါတယ်တစ်ချိန်တော့ဂျူဆောင်းပြရဲ့ရှေ့မှာပဲဒိုအီဝမ်ကမင်ကူကိုသူ့ဝင်းနေကြနိုင်လုံးကိုလက်ဆောင်ဖြစ်ပေးခဲ့ပြီးဒိုအီဝမ်ကသူ့ကိုထောက်ခံအားပေးသူတွေနဲ့သူ့ရဲ့အလူရှင်တွေကိုပါမင်ကူကိုလွှဲပေးမယ်ဆိုပြီးတော့အနိုင်ငံရဲ့အချိန်တစ်ခုကိုဂျူဆောင်းပြကပြန်တွေးနေခဲ့ပါတယ် ။ချောင်းသာတယောက်ဆောင်းကိုပြောင်းတဲ့အချိန်မှာတော့သူမကို live ပို့ပေးပြီးတော့တယောက်တည်းပြန်သွားတဲ့ကိုကျော်ကိုစိတ်ပူနေခဲ့ပါလေ။အန်နောက်ကိုကျော်စီကိုဖုန်းဆက်ပြီးတော့အစင်ပြေလားတက်တာရလားဆိုပြီးတော့မေးတဲ့အခါကိုကျော်တော့နေမကောင်းနေတဲ့အတန်းနဲ့ပဲသူအစင်ပြေကြောင်းကိုပြောပြီးတော့နောက်မှဖုန်းပြန်ခေါ်မယ်ဆိုပြီးတော့ဖုန်းချသွားတာကြောင့်ချောင်းသာလည်းကိုကျော်ကိုစိတ်ပူသွားပါလေ။အန်နောက်ချောင်းသာလည်းကိုကျော်ရဲ့စားစရာတချို့ဝယ်ပေးဖို့ကုန်တိုင်းကိုထွက်သွားပြီးတော့ကုန်တိုင်းရောက်တဲ့အခါမှာတော့အသားငားတွေကို50% discount ချပေးနေရဲဆိုတဲ့အကြေညာတန်ကိုကြားလိုက်ရတာကြောင့်ချောင်းသားလေးဈေးဝယ်နေတန်းလန်းတဲ့လူအုပ်ကြီးကြားထဲကိုတိုးဝင်ပြီး အသားငါးတွေဝယ်ပါတော့တယ်ကိုချောရဘူဆန်းပြန်လာပြီးတဲ့ကတိုက်ခိုက်နေရလာဒံရီကြောင့်နေလို့မကောင်းပဲဖြစ်နေပြီးတော့ခန္ဓာကိုယ်ကမလန်းမဆန်းဖြစ်နေတာကြောင့်ရောက်ချင်းရေချိုးပြီးတော့အနားယူလိုက်ပါတယ်အဲ့နောက်ကိုချောတန်းစင်ကန်းဝင်နေတုန်းမှာခြောင်းသားစီကဖုန်းဝင်လာပြီးသူမကိုချောရဲ့အိမ်ကိုလာနေရဖြစ်ကြောင်းပြောခဲ့ပါတယ်ကိုချောရဲ့အီးပါနေနဲ့တန်းလန်းမလို့ဘာလို့မှမသိဖြစ်နေတုန်းမှာပဲအိမ်ရှိတကားကနေဘဲတန်းမြည်လာခဲ့ပါတယ်ခြောင်းသားလည်းသူမကိုကာကွယ်ဖို့အတွက်တိုက်ခိုက်ပေးနေကိုချောနေမကောင်းဖြစ်နေမှန်းသိတာကြောင့်စားစရာချက်ပေးဖို့လာခဲ့တာဖြစ်ကြောင်းပြောပြီးတော့အိမ်ရှိမှရောက်နေဖြစ်လို့ အခန်းကလာဖွေးမှုတော့ပြောလိုက်ပါတော့တယ်ကိုချောလေးတစ်ဖက်မှာလည်းတန်းလိုင်းဖြစ်နေပြီးတော့ချောင်းသားလေးပစ္စည်းသေးလာတာမလို့လေးနေမလို့တကားမြန်ဖွေးမှုကိုပြောနေအောင်တော်တော်လေးကိုအကြက်ရိုက်နေရပါတယ်အဲ့ချိန်ပြင်ကချောင်းသားကိုချောကိုရမ်းနေမကောင်းဖြစ်ပြီးတော့ထားမလာနိုင်တော့ဘူးထင်နဲ့တကားလာမဖွေးနိုင်လဲအိမ်တကားလူဝက်ကုန်နံပါတ်ပဲပြောလိုက်ပါဆိုပြီးတော့လုံနေတဲ့အတွက်ကိုချောလေးမတတ်နိုင်တဲ့ဆုံး3ခွန်8နဲ့ပါဆိုပြီးသူ့အိမ်နံပါတ်ရဲ့လူဝက်နံပါတ်ကိုပြောပြလိုက်ရပါတော့တယ်ချောင်းသားလေးလူဝက်နံပါတ်ကိုကြားကြားချင်းမှသတိမထားမိခဲ့မယ် နမတ်ကိုနှိပ်လိုက်တဲ့အချိန်မှာတော့3.8နှစ်ဆိုတဲ့ကဏ္ဍတွေကြောင့်အတိတ်ကိုတစ်ခေါက်ပြန်ရောက်သွားခဲ့ရပြီးအတိတ်ကသူမှရင်းနှီးခဲ့တဲ့3.8နှစ်နမတ်ပိုင်းရှင်ဘူဇန်သားဆုံနောက်ငယ်လေးကိုတတိယသွားခဲ့တော့တာပါအန်နောက်ချောင်းကြားဝက်ဆုပ်ပြုတ်စားတိုင်းပစုံစားငန်ထည့်စားဖို့အမြဲပြောတတ်ပြီးပြည်ထနာကြီးကြီးမားမားဂျုံလာရာတိုင်းသူမရှိကနေမြေထန်ကာကွယ်ပြီးတတ်တဲ့ရင်တိန်ရဲ့ယာရှိကိုချောကတချိန်ကဘူဇန်သားဆုံနောက်လေးများဖြစ်နေခဲ့တာလားဆိုပြီးတော့စဉ်းစားကြရတွေများကြီးဖြစ်သွားရပါတယ်အန်နောက်ချောင်းကြားလည်းတကားကိုဖွင့်ပြီးတော့အထဲကိုဝင်မှုအလုံးမှာ ကိုချောလည်းအိမ်ထဲကနေတကားဖွင့်မှုပြေးထွက်လာခဲ့တာကြောင့်တကားပွင့်ပွင့်ကြီးမဲ့အရှိန်လုံပြီးတော့ကိုချောလည်းချောင်းချောင်းမတော်စဖတ်မိသွားခဲ့ပါတော့လေအဲလိုနဲ့နှစ်ယောက်သားလည်းတယောက်ကိုတယောက်ဖတ်မိရက်သားနဲ့ပဲကြောင်ရုပ်ကြီးတွေလိုမလုံးမဆက်ဖြစ်သွားကြပြီးတော့ရင်ကုန်တန်းတွေတဒိန်းဒိန်းတုံးတုံးဖြစ်နေကြတော့မှပဲဇက်ကားလေးကတခန်းရက်လို့သွားခဲ့ပြန်ပါတယ်ခင်ဗျာ